မင်္ဂလာပါခင်ဗျာဆရာနေပါခင်ဗျာနော်ဇာတ်ဒီနေ့မှာတော့2025ခုနှစ်မေလအတွက်ငါးလပိုင်းတလာတာဗုဒ္ဓကုရဟောတာသမီးမိတ်ဆွေတွေအတွက်တလာစာခင်ဗျာဆောင်းရဆောင်းတွေအတွက်ဟောကြားပြီးမှာဖြစ်တဲ့အတွက်ဗုဒ္ဓကုရဟောတာသမီးတွေပါဆရာကို share ပေးသွားကြပါဦးအဲမိတ်ဆွေဗုဒ္ဓကုရဟောတာသမီးများဘယ်ကရှိနေရလဲဆိုတာလည်းဆရာကိုပုံမှန်လေးရေးပေးသွားကြပါဦးခင်ဗျာနော်ဒီလက်ကအတော်တွေမှာဆိုရင်ဘုရားရောက်တာမိတ်ဆွေက2025ခုနှစ်ငါးလပိုင်းတည်းမှာမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာ ဗုဒ္ဓဂုရောက်တာသမီးများမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိကာလအတိုင်းသာတော်တော်များများဆိုလို့ရှိရင်တော့ ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရဲဝင်းနဲ့ချစ်တို့လုပ်ဆောင်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်လက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ဆိုလို့ရှိရင်ခရီးသွားခြင်းနဲ့စိတ်တွေခရီးထွက်ခြင်းနဲ့စိတ်တွေပေါ်နေတာမျိုးတွေအဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးဖြစ်စီရေလမ်းကြောင်းခရီးနဲ့ပတ်သက်ပြီးဖြစ်စီလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရုံထွက်သွားခြင်းနဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့တနည်းအားဖြင့်ပြောင်းလဲပြောင်းထွက်သွားခြင်းနဲ့စိတ်မျိုးတွေပေါ်နေတော့ကာလဖြစ်ပါလေဒါကြောင့်ဘုဒ္ဓဘုရားတော်မိတ်ဆွေတွေနဲ့လက်ရှိကာလနိုင်ငံတော်တို့မှာဆိုရင်ခရီးထွက်တာမျိုးခရီးသွားတာမျိုးတွေအားလည်းဘာမှစိုးရိမ်စရာမရှိဘူးခ ိတ်တွားလို့ကောင်းတယ်။သို့တော့ဒီဟာတာတို့မှာစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်ဝယ်တာမကောင်းဘူး။အဲစက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ကိုကိုယ်မောင်းနေတဲ့အခါမှာလေပဋိဌာမောင်းနေပြီးတော့ဆင်ကျင်ပြီးတော့ဆောင်ရွက်မောင်းနေစီလို့ကြောင်းတလောင်းပြောကြလိုက်ပါစီခင်ဗျာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်စစဝေါ်ကတော့ဘာမှမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်အမျိုးသမီးများအနေနဲ့ဆိုလို့ရှိရင်တော့ပထူးရောက်သားသမီးများအနေနဲ့လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ ဟိုအမျိုးသမီးတွေဖြစ်တတ်တဲ့အဲကျမ်းမာရေးတဲ့အသွေးသားဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့နေတဲ့သတိပြုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခီးသွားကိစ္စလေးတွေကြောင့်ဝေကုန်ကြေးကြများရတာမျိုးစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့ခဏခဏအပြတ်ရှာလေးတွေပေါ်တတ်တော့ကြောင်းစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်အဲငွေကြေးကုန်ကြများရတတ်တယ်ဒီကခါတော့ဒီမှာပစ္စည်းပြောက်တာမျိုးပတ်စံတခိုးခိုးခံရတာမျိုး ဆက်ပစ္စည်းရင်းနဲ့ပတ်သက်ပြီးတော့အပြောက်အချာလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တော့တတိထားစင်နေပေးရလိုအပ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်ရှိရငါတာမျိုးတွေဒီမှာအတက်နိုင်ဆုံးဝင်ဆိုင်ပါအထူးသဖြင့်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလုပ်ငန်းအလုပ်တွေနဲ့ပတ်သက်ပြီးတော့ရှိလိုက်ခါမှဆုံးသွားတာမျိုးပြန်မရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်နန်းလေးရှိတာငါတာမျိုးလေးမှာကို့အနေနဲ့မိမိတို့အနေနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးရှိတာငါတာလေးမှာတော့အတက်နိုင်လို့တတိပြုစင်ကျင်ရလိုအပ်ပါတယ်ခရီးသွားကိစ္စလေးတွေကြောင့်ငွေပုံကြီးကြမရတာမျိုးလေးတွေငွေ မမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်ဒါအပြင်အထက်အသိလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့အဝယ်စားလေးတွေနဲ့ပတ်သက်ပြီးတတိထားစင်ပြေးဖို့လိုအပ်ပါတယ်တို့အပြင်မိတ်ဆွေစနေသားသမီးမိတ်ဆွေတွေလက်ရှိကာလအတိုင်းအတာပေါ်တွေမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်ရင်မိမိတို့အနေနဲ့ အဲဘာသာရေးကိစ္စလေးဘာသာရေးဆိုင်ရာကိစ္စလေးနဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတိုက်ခိုက်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းတာမျိုးဖြစ်စေမိမိရဲ့အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့အဲပြောဆိုတာမျိုးလေးတွေဟာအဲဝေဖန်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းချမ်းသာတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုသတိပြုရအောင်လိုအပ်ပါတယ်ပရိသတ်ဆရာလေးတွေကိုပဲဆရာကဆက်မှာပြလိုက်ပါမယ်ဒီလငါ့အပိုင်းပြောမှာဟိုတူရအောင်တတ်သမီးတွေအထူးသဖြင့်ဘာကိုဖြစ်ဖြစ် ငွေကြီးနဲ့ပတ်သက်လာလို့ခီးတူပိုင်ငွေကုန်ကြေးကြမရတာမျိုးလေးတွေကြောင်းတက်တယ်ငွေမမြဲတော့လားဖြစ်တယ်ဒါပြီးတဲ့အခါသာသမိကိစ္စလေးတွေကြောင့်ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြများရတတ်တယ်ဒါအပြင်အထယ်လေးတီတီပနက်ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးအားနည်းတာမျိုးစိတ်တိုင်းမကြတာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့စတင်လှုပ်ဆောင်ရတော့အားနည်းတော့ကာလာအပိုင်းရှားကာလာကိုဖြစ်ပေါ်တတ်တော့လာဖြစ်ပါတယ်ခင်ဗျာထို့အပြင် အထက်လူကြီးအကြီးကြီးရဲ့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောပြရတာမျိုးလေးတွေအထက်လူကြီးအကြီးကြီးရဲ့စီကံအသက်စင်းမြတ်အသက်တွေကြောင့်ကရပ္ပစာလေးတွေဖြစ်ရတာမျိုးလေးတွေနားလည်မှုတွေတာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်ပါတယ်တခုကိုခံရတာမျိုးပတ်စံပြောက်တာမျိုးအဲ ပစ္စည်းပြောက်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိယစနစ်ပြန်ရလိုအပ်တော့လာဖြစ်ပါတယ်။ဒါဆိုရင်ကျန်တာဘာမှစိုးစိုးဝါးဝါးဘာမှမညံ့နေဘူး။တိုးတော့အိမ်ဆောက်တာမျိုးလေးတွေမကောင်းပါဘူး။အိမ်ဆောက်တာမျိုးလေးတွေဟာဆက်တင်ဆောက်တာမျိုးအိမ်ဆောက်လက်ဆအိမ်တွေဆောက်တော့ဆောက်လက်ဆဒိုင်းလက်ဆမပြီးမပြတ်သေးတော့အိမ်တွေကိုဝယ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတာကလို့ကျန်တာတော့ဘာမှမတွေ့ရပါဘူး။လက်ရှိမှာမစ္စလိုနေနဲ့စီမင်းစီကမ်းနဲ့ပတ်သက်ပြီးတော့အဲချုပ်ရှယ်တို့ခန်းစားနေရတာမျိုးလေးတွေကြောင့်ရုံးပတ်သွားခြင်းနဲ့စိတ်အဝေးကိုပြေးထွက်သွားခြင်းနဲ့စိတ်တွေပေါ်နေပါတယ် ဒီ၅လပိုင်းဒီမှာဗုဒ္ဓဘုရားဥဒ္ဒတမိတ္တိအနေနဲ့အကျုံးပြုစေသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါသည်ဗုဒ္ဓဘုရားဥဒ္ဒတမိတ္တိအနေနဲ့ဒီ၅လပိုင်းတွင်မှာဆိုလို့ရှိရင်တော့အိုး အဲ့အိဆောက်တော့မကောင်းဘူးအိုးအိချမ်းပြီးဝဲလာမျိုးတွေအကျိုးပေးပါတယ်ဒါအပြင်အများနဲ့ပတ်သက်တာမျိုးတွေအဖွဲစီအသင်းခွင့်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းတွေဟောင်းတွေအကူအညီကိုရရှိလာမျိုးတွေကြော်ရတတ်တယ်ရွှေဝင်တတ်တယ်အိုးအိချမ်းပြီးမိဟာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှုရတယ်ဘာကိုလှုပ်လို့လက်ရှိမှာကိုယ့်ရဲ့အမိခံလှုပ်တာမျိုးကိုယ့်ရဲ့ကိုကိုယ်တိုင်ကိုယ့်ရဲ့ဘိုင်နဲ့အမိတက်ပြီးတော့စူးစမ်းဆောင်ရအောင်အောင်မီတွေတုတ်တဲ့စီတွေရရှိတတ်ပါတယ်ရွှေဝင်တာမျိုးတွေရွှေဝင်တာမျိုးတံပိုးကြီးတဲ့ပစ္စည်းတွေ လက်ဆောင်ရရှိရမယ်ဒီကြုံရတတ်တော့လာဖြစ်ပါတယ်အလားကောင်လုပ်ငန်းတွေအကျိုးပေးပါတယ်ပကြီးပဟုဘေးရင်ဘေးရစမ်းချတဲ့လို့ဆောင်အစောကအရေးတီးတခုမှအနုပညာနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရလောက်ဆောင်ရင်အားကြင်ကောင်းမှုတွေနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်တော့လာဖြစ်ပါတယ်ခင်ဗျာ အလုပ်ဟောင်းလုပ်ငန်းဟောင်းတွေကိုတိုးရှက်လှုပ်ဆောင်တာမျိုးကအားသာခြင်းကောင်းမှုခြင်းတွေတိုးတက်ခြင်းတွေရရှိတတ်လို့လုပ်ငန်းတဲ့အလုပ်တဲ့နဲ့ပတ်သက်ပြီးကိုယ်ပိုင်လုပ်ငန်းကိုယ်အမိခံပြီးဦးစီးဦးဆောင်လုပ်တဲ့အလုပ်ငန်းတွေမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ရဲရဲကြီးချစ်လှုပ်ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှာပါလေညီကိုမောင်နှမတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်လို့အမွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်လို့အမှုကိစ္စနဲ့ပတ်သက်လို့မပြီးမပြဖြစ်နေတော့ကိစ္စတွေမှာပြပြအောင်ဆောင်ရနိုင်မလားပြပြအောင်အားသာနိုင်မလားအဲ ဖြစ်တဲ့အတွက်တရားထက်ကောင်ပြစ်စာတွေမှာရင်ဆိုင်ရတဲ့မိတ်ဆွေဗုဒ္ဓရောက်တဲ့တမီးကလက်ရှိကာလအတာအတွင်းမှာကံကောင်းမှုနဲ့အထောက်အကူပြုပြီးတော့အားပြုပြီးတော့မိမိပါမှာအာသာနေတော့လာဖြစ်တာမှာတော့အတိတ်ရောက်ဆရာကပြောရပါတယ်။ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ပြမှာဆိုလို့ရှိရင်တော့အဲဆွနာလိုပေါ့အနုပညာဆိုင်ရာလုပ်ငန်းတွေအနာဂတ်ဆိုင်ရာလုပ်ငန်းတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေပြည်ကဖန်စီပစ္စည်းအစရှိတာတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေထွက်ပုံပစ္စည်းတွေအကျိုးပေးပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းအပေါင်းအသင်းအောင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့တွေရရှိတတ်တယ်လို့အများနဲ့ဆိုင်ရာ လုပ်ငန်းတွေကိုတော့လှုပ်ဆောင်တဲ့အခါမှာအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ပြည်ရကမိတ်ဆွေတို့အနေနဲ့ဒီနေ့ကတော့ဒီမှာမိမိတို့ရဲ့စိတ်ထဲမှာမျှော်လင့်တောင်းတထားတဲ့အရာလေးတွေမိမိတို့ဖြစ်ရှင်တဲ့အရာလေးတွေကိုပြည်ရတတ်တော့ကာလဖြစ်တယ်သို့တော်တခုတော့ရှိတယ်မလို့ရင်ဘာမှဖြစ်မလာပဲနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့စူးစမ်းဆန်းဆောင်ရင်အားသာဒီကောင်းမှုတွေရရှိတတ်တယ်လို့လုပ်ငန်းတဲ့အလုပ်တွေစတင်လုပ်မယ်အမိခံလုပ်မယ်ဆိုရင်အားသာကောင်းမှုတွေတိုးတက်နိုင်တဲ့အတွက်ရှောက်လန်းလှုပ်ဆောင်တင်တော်လာဖြစ်တာအတိအကျပဲဖြစ်ပါတယ်ဒီညာကြီးနဲ့ပတ်သက်တာရင်လည်းအဲတိုးတက်တာမျိုးလေး ပြန်ဝတ်တဲ့ဒုသာတိကျစင်နေရမှာနိုင်ငံခြားခီးသွားတဲ့ပတ်သက်တာမျိုးမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာတွေပေါ့နည်းနည်းလေးငွေကုန်ကြေးကျများတာမျိုးနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအခက်အခဲလေးတွေတော့အနည်းငယ်ကြုံရတတ်တဲ့အတွက်တော့သတိပြုစင်နေရလိုအပ်ပါတယ် service ရင်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာလည်းတတိထားစင်နေပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောက်ပြီတို့ပြင်မိတ်ဆွေတို့လူငယ်တွေအစီအမဆိုရင်တော့အားနေပါလေမေတ္တာရေးအစီအမနဲ့ပတ်သက်လာရင်တော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေတယောက်နဲ့တယောက်စိတ်ဆူးစိတ်ကောက်ပြီးအဆက်အသွယ်ပြတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့ လူငယ်များအရှင်ကြီးနဲ့ပတ်သက်ပြီးမိမိချက်တော့မြန်လို့တော့သူ့ကိုဖွင့်ပြောပါမှာအခွင့်အရေးတမားတဘူကောင်းတမားဆိုတာမျိုးကိုယ်ကငကိုကရဲ့ကင်မင်မှုတွေရက်တန့်သွားတတ်သောကာလဖြစ်တဲ့အတွက်အချိန်မှတော့ဆရာလို့စော်ကြည့်ဖို့ခက်အောင်မဟုတ်ပါဘူးအချိန်ကြီးနဲ့ပတ်သက်လာရင်တော့မိမိတို့အနေနဲ့ဖွင့်ပြောဖို့အားနည်းနေသောကာလဖြစ်တဲ့အတွက်ဆရာလို့ခလေးလေးပဲလုပ်ဖို့လူအကြောင်းနဲ့ဘောဝါစာဝါဘာအိတ်တာကောင်းပါလေအဆက်အသွယ်ပြတ်တာမျိုးတွေဒီခဏစိတ်ဆိုးစိတ်ကအကြောင်းရမယ်ဆိုရင်ခွဲခွာရတတ်သောကာလဖြစ်ပါလေ ိမ်ဟောင်ရှင်မြတ်အဖို့ကတော့နဘောကဝေးကွာနေတော့အိမ်ဟောင်ဘက်နေပတ်သက်ပြီးပြန်လဲအဆက်အသွယ်ရရှိလာလို့နဘောကဝေးကွာနေတော့တော့အဆက်အသွယ်ပြန်နေတော့အိမ်ဟောင်ဘက်နေပတ်သက်ပြီးတော့ဒုစရပြီးတော့ဟလာအစဉ်ပြေအောင်ဤနိုင်ဆောင်ရွက်တင်လေအေးရမ်းမှုတွေငြိမ်းချမ်းမှုတွေအားနည်းခဲ့တော့ဘုရားပြုရောက်တဲ့မိမိများတုံးတဲ့တူတယောက်နဲ့တယောက်ပြည်လေအောင်စစ်ဆန်ဤနိုင်တိုင်တွေဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့အတူတက်ခြင်းတွေရရှိစေနိုင်တော့လာဖြစ်တာတော့အတိအကျဝေးစရာကပြောရပါတယ် ိမ်ထောင်ရေးမှာမိသားစုရေးမှာအိမ်တွင်းမှာအဆင်မပြေအခက်အခဲလေးတွေရှိလာတယ်။နံပါတ်၁ငွေကြေးနဲ့ပတ်သက်ပြီးတော့ကတောက်စားဖြစ်တာမျိုးနေဒီကြောင့်စကားများရတယ်။ဒုတိယအချက်ကကာသမီနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမရနေရာတိုင်းနဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးတွေနေနေကြောင်းရတာမျိုးနေဒီကြောင့်အားနည်းစီတယ်။ယာယီလုပ်ငန်းကိန်းကယာယီတက်ဖို့အတွက်အမျော်လင့်နေရမိတ်ဆွေများဖြစ်နိုင်ရင် မိမိကလူကျင်နာကတဏှာရရှိတာကတဏှာဆိုတာမျိုးတဏှာဖြစ်ရတဲ့အတွက်ကြောင့်မလို့အနည်းငယ်လေးဒီလာဟာတော့မတိုးနိုင်ဘူးလို့မပြောဘူး50 50ပဲကံကရှိနေတာကိုလက်ဆရာကတွေ့ရပါတယ်စပစ်စီဆိုင်ရာလုပ်ငန်းတွေစံစီစီစာစပစ်စီစာသောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိတိုးဆောင်ပြီးတိုးရှင်အောင်မြင်ပြီးတော့အကျိုးပြုစီပါတယ်ဘုဒ္ဓဘုရားကတသမီးတွေဒီလာတာအတွက်တွေ့မှာဆိုရင်အကျိုးပြီးတော့အရာအနေနဲ့ဆိုရင်တော့မိုးပြအရာအပန်းအရာအဝါရောအမေရှင်တို့ရဲ့ကံမတိုးတက်ကောင်းမှုမရှိပါနဲ့အကျိုးပေးစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့တက်ကဏ္ဍငါးကဏ္ဍ မိတ်ဆွေတို့အနေနဲ့အဲစကနာအကံကိုတိုးပြတ်ပြီးတော့အာသာကောင်းမှုစီပါတယ်အကျိုးပေးတော့အရာဟာတော့အနောက်စုစုရဖြစ်ပါတယ်စံတီညာအရာကတော့တောင်ရဖြစ်ပါတယ်ဒီလက်ကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုဆောင်ရပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့ရဲ့အိတ်ထဲကိုမိတ်ဆွေတို့ရဲ့အိတ်ထဲကိုတေကွေးအဝါရောင်လေးဖြစ်စီအဲအဝါရောင်ကျိုးစာလေးတခုကိုနော်ချီနောင်ပြီးတော့အထုံးလေးတထုံးချီချီနောင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်ချင်းတိုးတက်ခြင်းရရှိမယ်ဆိုရဲလာဖြစ်ပါတယ်ခင်ဗျာတတိယဆင်ကျင်ရမယ့်အချက်ကလေးကိုဆက်ပြောကြည့်ပါမယ် အတူပြီးစေတော့နေသားအနေနဲ့ဆိုရင်ဒီလတာတော့ဒီမှာတနည်းမလို့ဒါသမီးဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးကကံရဲ့တိုးတက်မှုနဲ့အားသာမှုကိုရရှိနိုင်ကြောင်းထပ်လောင်းပြောကြလိုက်ရတယ်ခင်ဗျာဒီလတာတော့ဒီမှာသတိထားစင်ရမယ့်ချက်လေးတွေကဘာကိုလှုပ်လို့ အဲငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာတိတိကျကျစဉ်းစားရတဲ့လုပ်ပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာကိစ္စလေးတွေမှာအဲ loss တတိတတိအလင်းစလို့မလုပ်ပါနဲ့အဖက်မတင်ပြရတာမျိုးလေးတွေကြုံရတတ်တယ်။ဘာသာရေးဆိုင်ရာကိစ္စလေးတွေဘယ်ရတဲ့တောင်းဆောက်တာတွေမှာဖြစ်နိုင်ပြီးချင်းမိတ်ဆွေတို့နဲ့တကယ်နဲ့တွေ့မလို့နိုင်မဲ့နဲ့ကြိုတင်ဂတိပေးတာမျိုးဖြစ်စေမိမိတို့ဘာကိုတော့လုပ်ပေးမယ်လို့ဂတိခံပြီးတော့မှအနက်တို့ဘာညာတွေဆောက်ဆောက်တိုင်ကြပြီးဆရာတွေတိုင်ကြပြီးလုပ်ပြီးတော့မှလုပ်ပြီးဖို့မိနေတာမျိုးတွေမဖြစ်ပါစေနဲ့အဲ ကလက်ပိတ်စီသောကာလဖြစ်တဲ့အတွက်ဓာတ်ပုံလေးဆိုရှယ်မီဒီယာမှာနည်းနည်းတင်တဲ့လူတွေတတိထားဖို့လိုအပ်ကြောင်းနဲ့ဒါလောက်ပြောကြလို့ပါတယ်ဖြစ်နိုင်ရင်မိမိတို့နေနဲ့ဒီလအတာတော်တွေမှာဆိုရင်တော့လရဲ့အကုန်25ရက်နောက်ပိုင်းစတိုင်မစ်စလိုရဲ့တန်ခါညံ့စီတက်တဲ့အတွက်ကြောင့်မလို့အရေးကြီးသောကိစ္စတွေကိုလ25ရက်မကျော်ခင်တော့တွင်းမှာလှုပ်ဆောင်ဆောင်ရွက်တာအားတာပြီးတော့ကောင်းမွန်တိုးတက်နိုင်ကြောင်းဒါလောက်ပြောကြလိုက်ပါရစေခင်ဗျာတို့ပြင်မရှိလို့နေနဲ့ဘာလို့လှုပ်လို့တောက်ကြတာသမီးတွေနဲ့တွဲဖက်လို့တာမျိုးကကံကိုအားနေစီပြီးတဲ့အခါ အငီအောင်အသားအောင်နေတာမိစွေရဲ့ကံကိုညံ့နေပါလေခင်ဗျာဘာကိုဖြစ်ဖြစ်အရေးကြီးတော့ကိစ္စတွေကိုလှုပ်ဆောင်လဲခင်ဗျာ25ရက်မကျော်ခင်မှာလှုပ်ဆောင်မှာအစီအပြေနိုင်ပါလေဒါပြင်မိစွေတို့အနေနဲ့အဲ့ဟိုမိမိတို့နဲ့ဘာလိုက်ဆိုင်ရာကိစ္စလေးတွေမှာဝေပန်အကြံပေးတာမျိုးတွေဖြစ်နိုင်လို့ရှိရင်သူဟိုကဲ့ရဲ့ရှုံ့ချအပြစ်တင်တာမျိုးတွေကိုအားနည်းစေပါလေခင်ဗျာဒါလေးကိုထပ်လောင်းပြောကြားလိုက်ပါရစေမိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တို့အယောင်ဖတ်စီဖို့မိစွေတို့ရဲ့ပုံပစ္စည်းကိုမပြောမိပါ ဂျာမန်ဟာဗီလေးမြင်ရင်ကွန်ကို300နဲ့ကို300လေးတခြား7902904416မာကွာအဖ်တယ်လီဂရမ်မှာဖြစ်စီဗိုက်ဘာမှာဖြစ်စီဆက်သွယ်မိမြနိုင်ပါအကြောင်းနဲ့ဆရာတက်တော့မက်ဆေ့ချာကနေလည်းအဲ့ဒါလက်မှတ်ထားတော့အခုနောက်ပိုင်းမှာဆရာရဲ့ပုံမျက်တူးပြီးထုံလုံးပြီးပေးနေတယ်ဆရာလည်းနှလုံးမထူပေးလည်းမပေးတိလည်းမသိဘူးတိရင်လည်းကြောက်ရင်လည်းဝိုင်းကြောင်းပုံမှာလို့ပြောလိုပါတယ်မိတ်ဆွေတို့ရဲ့ ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းကအယောင်းဖတ်စီဖို့ပတ်ဆိုရင်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကိုဆရာတို့ငါပြောသည့်တစ်လုံးနဲ့အခွန်မခွာသိတဲ့ငါပြောသည့်တစ်လုံးနဲ့တစ်လုံးနဲ့တော့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောက်ကောင်းအောင်ထိတွေ့ရိုက်ပုတ်ပြီးတော့ပြောဆိုလိုက်ရင်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေအယောင်းဝယ်ပတ်ပြီးရောင်းဝယ်ထပ်လာပါလိမ့်မယ်အဆက်ဆက်ရရတရတာလို့အစဉ်ပြေအောင်မြင်တိုးတက်စေရန်တို့ကအတိတ်ကံပြုတ်လို့တပတ်ဆိုရဲမိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့အတိတ်ကံပြုတ်လို့တပတ်ဆိုလို့ရှိရင်တော့ ်ဆရာတို့ဗာလဲဟိုမဟာသမယတုတ်ကိုအကျွတ်ဆုံးတာမျိုးဖြစ်စေပဒိနဲ့ပတ်သက်လာတဲ့အခါမှာသူကတော့လောကဝိတူဆိုတော့ပုံတော်ကိုမြတ်စွာဘုရားရှင်အမျိုးမှန်းပြီးတော့တနည်းကိုချက်ပတ်လုံးနဲ့ကြည်ရတိတိအတိတ်ကဝင်လာရင်တန်ညံ့မှုတွေအားနည်းမှုတွေဟာချက်ချင်းမတက်ကိုရုပ်ပြီးကံကောင်းလာပါလိမ့်မယ်မိမိအိမ်အတွင်းမှာဘုရားရှင်တို့အပဲ့ဒီအပြက်ဒီရှင်စွန့်ပြီးပါ ထို့အပြင်ကံကညံ့စီပါတယ်ဘာသာရေးဆိုင်ရာတွေလက်ဆောင်ပစ္စည်းတွေဓာတ်ပုံတွေရရှိလာလို့ရှိရင်ပြက်နိုင်ရင်လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီဒီလက္ခဏာတော့တွင်မှာအဆက်ဆက်ရဲ့အစဉ်ပြေစီပြီးတော့ငွေကြီးကံအကောင်းစီရန်တို့ကပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကျတို့ပကံရတစ်ချက်တည်းမှာမော်လုံးကြီးပေါ်က98လုံးတိတိထက်ဒါပြီးတော့တောက်ရေကတစ်ခွက်ထက်မိမိအိမ်ကမျက်စောပြရမှာဖြစ်စီမိမိတို့ရဲ့ဈေးဆိုင်လုံးကရောက်မျက်စောပြရမှာဖြစ်စီငွေကြီးကလက်လာပါကိစ္စအစဉ်ပြေပါစီရောက် ဆူတောင်းပြီးတော့ရင်းထဲမှာလိုက်လိုက်လဲလဲရုံရုံကြီးကြီးဆူတောင်းပြီးတော့ပြီးတော့ရင်မိတာဖို့အမြောက်ကိုခေါင်းရင်းကြီးတုတ်တက်ခြင်းနဲ့ဖိတ်နေတဲ့လက်ကြီးအစဉ်ပြေးလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဘုဒ္ဓဘုရားဟောတာတပည့်တွေငါးလပိုင်းတွင်မှာယရနာစိတ်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့